အားလုံးပဲမင်္ဂလာပါရှင်။ဝတ်သားမကြိုက်တဲ့တငယ်ချင်းတွေအတွက်စက်သားတုပ်ထိုးလေးလှူစားပြလို့ပြန်လေမျှဝေတာဖြစ်ပါတယ်။တုပ်ထိုးတစ်ခုကောင်းဖို့ဆိုရင်တော့အဓိကအချင်ရေပါပဲ။အချင်ရေကောင်းဖို့ကအရေးကြီးပါတယ်။အချင်ရေဖြောတဲ့အခါမှာတော့အဓိကပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ငရုတ်စီ၊ငရုတ်သီးစိမ်၊စက်သွန်ဖြူ၊နနံမင်း၊မကြီးသီးမဲ၊စာ၊အသားမုံနဲ့ထက်ညက်တို့လိုအပ်ပါတယ်ရှင်။ မရုပ်စီကိုတော့ကြိုပြီးတော့မှအသုံးပြုခြင်းဟာကျန်းမာရေးအတွက်ပိုပြီးတော့တင့်တော်ပါတယ်ရှင်။အချင်းရဲ့အပြစ်အကျဲကိုတော့မိမိတို့စိတ်ကြရည်နှွေးထိုးပေးရပါမယ်ရှင်။ကျက်သားတို့ဟူအတွက်ကတော့ကျက်သွေး၊ကျက်ဥ၊ကျက်ချီတောင်၊ကျက်အတောင်မှန်၊ကျက်အသေးညင်းနဲ့ဆက်တဲ့အခါမှာစားလို့ရအောင်တခွားသီးပါပြင်ဆင်ထားပါတယ်ရှင်။ရတာအတွက်ကတော့ဘင်းကပြားရည်အကျဲ၊ဘင်းကပြားရည်အပြည့် ခယူးစီ စာတကြားနဲ့ဟင်းသီးရွက်မုတ်တို့လိုအပ်ပါတယ်ရှင်ကျဲဟင်းဂျိုလေးတောက်တဲ့အခါမှာတော့ဇပလင်အနံ့လေးတင်းတင်းလေးရချင်တော့မှုလို့ဇပလင်လေးလည်းထည့်ပေးထားလိုက်ပါတယ်ရှင်ကြက်တဲ့အခါမှာတော့အသေးတွေကိုအရင်ဆယ်ပြီးဖို့လိုပါမယ်နော်။ ပူနဲ့အသွေးကိုတော့တရေကြိုပြီးတော့ပြုတ်ပေးရင်တော့အကောင်းဆုံးပါပဲရှင်။ကဲကြက်ပါပြီရှင်။မိမိစိတ်ကြိုက်အရွယ်စားတွေလှီးပြီးတော့ဒုံလေးနဲ့ထိုးပြီးစားလို့ရပါပြီရှင်။ ကုန်ကျစရိတ်တက်တာပြီးမိသားစုတွေတပြောတပားကြီးစားလို့ရတယ်ကြက်သားတုတ်ထိုးလေးရပါပြီရှင်စားကြပါအောင်ရှင်ကျမကတော့ကြက်သားတုတ်ထိုးထဲမှာဆိုရင်ကြက်ဦးကိုအကြိုက်ဆုံးပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်